ဒီမှာကျမတို့ hepatitis B virus တကောင်ပြထားတယ်ပပတ်လင်မှာရှိနေရတာ surface antigen တွေဖြစ်တယ်ပေါ့နော်အတွင်းထဲမှာတော့ကျွန်တော် DNA နှစ်ပင်လေးရှိတယ်သူ့ရဲ့ core antigen တွေရှိတယ်ပေါ့ အဲ့တော့ဒီမှာကျွန်တော်တို့ကစစ်မယ်ဆိုလို့ရှိရင် service anision ကိုစစ်တယ် service anision ကိုတုံ့ပြန်တဲ့ antibody and DHBS ကိုစစ်တယ်ဒါကကျွန်တော်တို့အတွင်းထဲရာကိုယ့် antigen ကိုတုံ့ပြန်တဲ့ဒီ C antibody ပေါ့နော်ကိုယ့် antigen C antigen ကိုတုံ့ပြန်တဲ့ C antibody ကိုလည်းစစ်တယ်ပေါ့နော်အဲ့တော့ဒါကတော့ဒီ C antibody စစ်တာကတော့သူက virus ကိုပြန်ပြီးတော့တုံ့ပြန်တာဖြစ်တဲ့အတွက်ကြောင့်မလို့သူကပိုကူးဆက်ခံရတယ်ဆိုလို့ရှိရင်တော့ပြားတယ် marker ဖြစ်တယ်ပေါ့နော်တခုရှိတာကကျွန်တော်တို့ကအဲ့ရာတခုတည်းကိုပဲတွေ့မယ်ဆိုရှင်ဒီမှာအောင်ဆုံးကိုကြည့်လိုက်ပေါ့နော်ကြော်ပြီးတော့ကြည့်လိုက်အဲ့တခုတည်းကိုရှိမယ်တွေ့မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကမသေးကြဘူး ိုးကူးဆက်ခံထားရတာဖြစ်နိုင်တယ်ဆိုပေမဲ့လည်းပဲလက်ရှိမှာရှိနေတဲ့ဒီ HBS antigen ကိုစစ်တာတော့ကျွန်တော်တို့မသိကြဘူးသူတို့နှစ်ခုလုံးကျွန်မ positive ဖြစ်နေပြီဆိုလို့ရှင်တော့ဒါသိကြရတယ်ပိုးကူးဆက်ခံရတာဒါကြောင့်မလို့ထပ်ပြီးတော့ဒီထဲထဲမှာ virus ကောင်ကြီးဘယ်လောက်ရှိလဲပါညာဒါတွေကစီးအဲစီးစီးကူးဖို့အတွက်ဆက်ပြီးတော့လုပ်မယ်ပေါ့နော် တော့သုံးခုလုံးမရှိဘူးဆိုလို့ရှိရင်ဒါကလုံးဝ exposure ကိုမရှိထားတာအရင်တော့ပိုးဝင်ခဲ့တယ်ဆိုရင်ဒါလုံးဝမရှိတဲ့အတွက်ကြောင့်မို့သူက immunity မရှိဘူးလောလောဆယ်မှာတွေးလို့လို့ရှိရင်လှုပ်လို့ရတယ်ဆိုပေမဲ့လည်းပဲသူကကာဝယ်ဆီးထိုးဖို့လိုနေရလို့ဖြစ်တယ်ပေါ့နော်အနောက်တစ်ခုကကျတော့ကျမတို့အတွေ့အများတာတော့ immune control ပေါ့နော် natural infection တွေဝင်ထားတာအဲ့အတွက်ကြောင့်ဘာဖြစ်လဲဆိုလို့ရှိရင်သူတို့က surface antigen စေးမတွေ့ဘူးဆိုပေမဲ့လည်းပဲနောက်တခြားသော antibody ကိုသွားပြီးတော့စစ်ကြည့်မယ်ဆိုလို့ရှိရင်တွေ့တယ်ပေါ့နော်အဲ့တော့ဒီနေရာမှာကျမတို့ကဒီတက်ကူလေးကိုစစ်လို့ရှိရင်တွေ့ရမှာပဲနဲ့ဒီဟာရောပေါ့နော် HBs antibody ရောတွဲပြီးတော့တွေ့တော့မှသာနေဒါကကျမတို့ immune control ရနေရ protection ရရကာဝယ်ဆေးမလိုဘူးသူကလည်းသူ immunity ကလာပြီးတော့ကျွန်တော်တို့ကာဝယ်ပြီးနေရလို့နားလည်ရမယ်ပေါ့နော်နောက်တစ်ခါကျတော့ကျွန်မတို့က immune protected လုံးဝကာဝယ်ဆေးထိုးထားတာဖြစ်တဲ့အတွက်ကြောင့်မို့ရနေ immunity ဆိုလို့ရှိရင်တော့ HPS antibody တခုလည်းပေါ်နေမှာဖြစ်တယ်ဒါကြောင့်မို့ကာဝယ်ဆေးတော့လောလောဆယ်မလိုဘူးဒါပေမဲ့အခုနောက်တော့ကပြောလို့အပေါ်ကတခုလို့ natural infection လောက်တော့သူကအများကြီးသူ့ရဲ့ infection ဒီခနာကွာနေပြီးတော့ဒီအဲတိုက်ထုတ်ထားတဲ့ ဟာမျိုးတော့မဟုတ်ဘူးဆိုတာတော့ကျွန်တော်နားလည်ရမှာပေါ့နော်ဆိုတော့ဒါကကြောင့်ကျွန်တော်တို့ကအခုပြောခဲ့တဲ့ဒီအရေးကြီးတဲ့မာကာတွေရဲ့ဒီ interpretation နဲ့ပတ်သက်ပြီးတော့ဟာကြတော့နားလည်ဖို့ဖြစ်ပါတယ်အခုနကပြောတဲ့ viral အဲ virus တကောင်ဆင်မတို့ကပြန်ပြီးတော့ diagram နဲ့ဒီပြန်ပြီးတော့ဆွဲပုံဆွဲထားတာပါအပေါ်ကတော့မြင်ရတဲ့ဟာလေးကတော့ HPS service and ဒါကတော့ရှင်းတယ်အတွင်းထဲမှာဆင်မတို့ကခုနကပြောရဲ CAND ဆင်ပေါ့နော် CoAND ဆင်ကိုဆင်မတို့တွေ့ရတယ်ပေါ့နော်အဲ CoAND ဘော်ဒီကတော့ဒီကောင်ကိုပြန်ပြီးတော့တုံ့ပြန်လာပြတဲ့အတွက်ကြောင့်ပို့ပြီးတော့ယောဂကုသတယ်လို့ဆင်မတို့ပြောလို့ရတဲ့အနေအထားဖြစ်တယ်ပေါ့နော်နောက်ထပ် EAND ဆင်ဆိုတာလည်းပဲရှိသေးတယ်သူကတော့တကယ်လို့ပဲဒီကောင်တွေ့ပြီဆိုလို့ရှင်တော့ဒါက viral replication ပိုးပွားနေတာပေါ့နော် virus ပွားနေတာအဲ့တော့ဒီကောင်ရှိရဲဆိုလို့ရှင်က ဒီဒီလိုဟာပေါ့နော်အဲ့ဒီ patient ဟာဆိုလို့ရှိရင်သူဟာသူများကိုလည်းသူ့ရဲ့ပိုကကူးစက်တယ် infectivity မြင့်နေပေါ့နော် infectious ဖြစ်နေကြတော့ကျွန်မအဲ့စီမှာတော့တတိထားရမယ်ပေါ့နော်အဲ့လိုချိန်မှာကျွန်မပိုးကိုတိစားလေးအဲဘလောက်ထိများလဲဆိုတာကိုတိစားလေးတိုင်းတော့ CC ပြီးတော့ခါကျတော့ဆေးကုသဖို့လိုမှာဖြစ်တယ်လိုအပ်တဲ့ precaution တွေကိုလည်းတိစားရေးလိုက်နာမယ်ပေါ့နော်အတွင်းထဲမှာတော့ကျွန်တော် DNA နဲ့ပင်လင်းရှိရနောက်တဲ့ဆဲဒီ DNA polymerase enzyme လေးပဲရှိမယ်ပေါ့ဒီမှာကျွန်တော်တို့က hepatitis B antigen ကိုပဲ နေတန်းစစ်မယ်ဆိုလို့ရှိရင်တော့ negative အနေနဲ့ပဲတွေ့ရမှာဖြစ်ပြီးတော့တခြားသောကျွန်မတို့က parameter တွေတွဲပြီးတော့စစ်တယ်စစ်တယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့တိတိကျကျသိရမှာဖြစ်တယ်ပေါ့နော်အဲဒီမှာဆိုလို့ရှိရင်ခုနကကျွန်မတို့ပြောတဲ့ HBs antibody တို့ HBC antibody တို့ဒါတွေမှာလာပြီးတော့ reactive လာပြီးတော့ပြနေပေါ့နော် positive လာပြီးတော့ဖြစ်နေဆိုလိုတာကသူကအရင်တုန်းကကုသခံငယ်ရတဲ့လူဖြစ်တယ်သို့တော်ညာလည်းအခုရှိမှာအခုလက်ရှိမှာသူကဒီ immunity ရနေပြီပေါ့နော် protective immunity ရနေတဲ့အတွက်ကြောင့်မို့လို့လက်ရှိမှာတွေးလှမ်းဆိုလို့ရှိရင်ပြုလို့ရတဲ့လူမျိုးဖြစ်တယ်ပေါ့နော်ဒါကကျွန်မတို့သူ့ရဲ့ဒီ HBE antigen ပေါ့နော်ခုနကကျွန်မပြော တယ် viral replication virus ပွားများရယ်ဆိုရယ်ပြဿနာကိုသိစင်တယ်ဆိုလို့ရှိရင် e ကိုကျွန်တော်တို့တွားကြည့်အောင်ဒီမှာလောလောဆယ်မရှိဘူးသူနဲ့ဆန့်ကျင်မှာဖြစ်တဲ့ e နေပေါ်ရောက်ဒီမှာရှိရတဲ့အတွက်ကြောင့်ဒါကမှန်နေပေါ့နော်ဒီသူမရှိဘူးဆိုလို့ရှိရင် तू ကရှိရမှာသူတို့ကပြောင်းပြန်ဖြစ်ရမှာပေါ့နော်သူရှိရဆိုလို့ရှိရင် तू ကမရှိရအောင်ဆိုတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီလူနာပါဆိုလို့ရှိရင်တော့ပိုးမရှိဘူးယူဆလို့ရတယ်တွေးလို့မယ်ဆိုလို့ရှိရင်လူရတယ်မျိုးဖြစ်တယ်ပေါ့နော်နောက်တစ်ခါကျတော့ကာဝယ်ဆေးရဖြစ်တဲ့ဒီလူကမလိုဘူးပေါ့နော် तू ကအရင်က immunity ရရထားပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့တကယ်လို့ဒါအတိအကျသိချင်တယ်ဆိုလို့ရှိရင်တော့ဆက်ဒီနေစမှာဘလောက်ဒီ antibody ရှိတယ်ဆိုတော့ data ကိုဆက်ပြီးတော့ စစ်ဖို့လို့မယ်ဒီတိုင်းဆိုလို့ရှိရင်တော့ကျွန်တော်တို့သူ့ကိုပိုးမရှိရဲလို့လောလောဆယ်မှာတွေးလို့လို့ရတယ်လို့ယူဆလို့ရတယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ study အရတွေးတဲ့ဒီနမူနာတွေကနေပြီးတော့တခုကိုကျွန်တော်ဆွဲယူပြီးတော့ခါကြတော့အားလုံးထင်သာမြင်သာရှိအောင်ပြောပြတာဖြစ်ပါတယ်ကျွန်တော်ယူဂန္ဓာနိုင်ငံမှာ2020ခုနှစ်ကအဲအဲတဲအောင်တဘကဝဲ ဈေးထိုးပေးဖို့အတွက်ဆိုပြီးတော့ကျတော့အားလုံးမှာလူထောင်193ယောက်ကိုဒါအရင်ဆုံး screen လုပ်တယ်ပေါ့နော်အဲ့တော့အဲ့ဒီမှာကျမတို့က HPS antigen ကိုကျမတို့စစ်လိုက်တဲ့အခါမှာဆိုလို့ရှိရင်တော့43ဦးကဆိုလို့ရှိရင် zero positive ဖြစ်နေရအောင်တွေ့ရတယ်လို့ဆိုပါတယ်အဲ့တော့အဲ့ဒီမှာကျမတို့ကစစ်တာကတော့ rapid test တွေနဲ့ပဲစစ်တာပေါ့နော်ရင်းမြစ်ထဲမှာဒေသဖြစ်တဲ့တွေ့ကြအောင်မလို့အဲ့တော့ဒီမှာ HPS antigen zero positive zero negative ဖြစ်သွားဖြစ်တယ်ဆိုရဲလူပေါ့နော်အဲလုံးဝဒါကင်းရှင်း ပိုးမရှိဘူးဆိုတော့ကျွန်မတို့ယူဆရတဲ့လူတွေကိုထပ်ပြီးတော့ screen လောက်လိုက်တဲ့အခါမှာ combo text တွေပေါ့နော်ခုနကကျွန်မတို့ပြရတဲ့ combo text တွေနဲ့စစ်ဆေးလိုက်တဲ့အခါမှာဆိုလို့ရှိရင်တော့တခြားသောကျွန်မတို့ parameter တွေမှာလာပြီးတော့ zero positive ပုံနဲ့ပုံစံလေးကိုကျွန်မတို့တွေးရတယ်ဆိုလိုတာကသူ့မှာဒီ HBS အနေချင်းလောလောဆယ်မှာကုဆတ်ခံရတာမရှိဘူးဆိုပေမဲ့လည်းသူ့ကိုကျွန်မတို့ကုဆတ်ထားတဲ့ဒီအရင်တော့ပေါ့နော်ပိုးဝင်ထားတဲ့ဒီအခြေအနေကိုသိကျင်တယ်ဆိုလို့ရှိရင်ဒီလို antibody စစ်ဆေးခြင်းအဖြစ်သိလို့ရလို့နားရရမှာဖြစ်တယ်အဲ့တော့ဒီမှာတွေးရတဲ့ကျွန်မတို့ဒီ antibody zero positive ဆိုတဲ့ဒီနံပါတ်တရားတော့လူတယောက်တည်းမှာပဲတခု ူသမို့တခုတည်းပို့ပြီးတော့ပေါ်နေတဲ့ zero positive reactive ဖြစ်နေတဲ့အနေထားရလို့ကျွန်မတို့နားလည်လို့ရတယ်ပေါ့နော်ဆိုတော့ဒါကတော့ကျွန်မတို့ကသူ့ရဲ့ဒီ combo test ကိုအဲတခြားသောကျွန်မတို့ဒီ HBS antigen တည်တဲ့အပြင်တခြားသောကျွန်မတို့ parameter နဲ့တွဲပြီးတော့စစ်ပြီးတော့ interpret လုပ်မယ်ဆိုလို့ရှင်တော့ပို့ပြီးတော့တည်ကြတယ်လို့ယူဆလို့ရတဲ့အနေထားကိုပြောချင်တဲ့အတွက်ကြောင့်ဒါလေးကျွန်မထည့်ပြီးတော့ပြောတာဖြစ်ပါတယ်အော်ဘီဘိုးကောင်ဝဲစီကတော့ဒီမှာပြထားတဲ့အတိုင်းပဲမျိုးစုံကျွန်မတို့ဈေးကွက်ထဲမှာတွေ့နိုင်ပါတယ်။ဒါမျိုးကျွန်တော် NS ဆိုပြီးတော့ထိုးရတဲ့ဈေးမျိုးတွေရှိသလိုမျို တန်းပြီးတော့ထိုးလို့ရအောင်လို့ ready made လာတဲ့ဒါမျိုးစီးဒီ string အချောင်းလေးလည်းပဲရှိပါတယ်အဲ့တော့ဒီမှာကတော့ကျမတို့ကဒီမှာဥမာအနေနဲ့ပြထားတဲ့စီးကတော့ pichia pastoris ပေါ့နော်သူက yeast ကနေထုတ်ထားတာဆိုတော့ဒီကာဝေဂျင်းနဲ့ပတ်သက်ပြီးတော့ကျမတို့ဒီမှာဒါကတော့ yeast ပေါ့နော်အခုပြထားတော့ဒါ microscope မှာမြင်ရတဲ့ yeast တွေဒါမိုးအုပ်စုတွေရပေါ့နော်အဲ့တော့ဒီအိုင်းနဲ့ပတ်သက်ပြီးတော့ခါကျတော့ကျမတို့ရှိပါတယ်ဒီကာဝယ်ဇီးနဲ့ပတ်သက်တဲ့ lecture တွေထဲမှာတော့ဒီချာလေးပြပြထားတာရှိရတဲ့အတွက်ကြောင့်မလို့စိတ်ဝင်စားမယ်ဆိုလို့ရှင်တော့ဆက်လက်ပြီးတော့လေ့လာလို့ရပါတယ်ဆိုတော့ ဒီမိခန်ကာဝယ်ဆေးအကြောင်းပြောရင်းနဲ့ကာဝယ်ဆေးတွေဘယ်လိုအလုပ်လုပ်တယ်လဲဆိုတာရေနောက်ကာဝယ်ဆေးတွေထိုးထားလိုက်လို့ရှိရင်ခနာကိုအတွက်ဘယ်လိုမျိုးအကျိုးရှိလဲနောက်လူအများပြားကာဝယ်ဆေးထိုးမယ်ဆိုလို့ရှိရင်ဘယ်လိုအကျိုးရှိတယ်ဆိုတာကိုဆရာမတို့တည်တည်ချာချာကိုဒီ lecture ထဲမှာတော့ဒီချာပြပြထားတဲ့အတွက်ကြောင့်မလို့ဆက်လက်ပြီးတော့လေ့လာဖို့အတွက်ဆရာမတို့တိုက်တွန်းပါတယ်အဲနံပါတ်အပြင်ဆရာမတို့295မှာကုန်နံပါတ်မှာရိုက်ရှာပြီးတော့ဟာကြတော့ဒါအဲလေ့လာလို့ရပါတယ်အဲ့တော့ပုံမှန်အပြင်ဆရာမတို့မွေးကင်းစားကလေးတွေကာဝယ်ဆေးထိုးမယ်ဆိုလို့ရှိရင်တော့ အဲပထမအဆုံး bad dose ပေါ့နော်တ24နာရီမွေးပြီးပြီးချင်း24နာရီအတွင်းမှာတစ်ချိန်ထူးပြီးသွားပြီဆိုလို့ရှိရင်နောက်ထပ်3ချိန်စုစုပေါင်း4ချိန်ထိုးဖို့အတွက်ကို WHO ကတော့အကြံပြုထားတယ်။အဲ့တော့မှတ်ရလွယ်အောင်တို့တော့4ဘက်ကြားတကားပေါ့နော်4 week interval နဲ့ထိုးပါဆိုပြီးတော့ပြောထားပါတယ်။ပထမဆုံး24နာရီအတွင်းမှာတစ်ချိန်ထူးပြီးဆိုလို့ရှိရင်နောက်ထပ်4ဘက်ကြား4ဘက်ကြားမှာဒီမှာမြင်ရတဲ့အချိန်အဲ3ချိန်ပြည့်အောင်ပေါ့အားလုံးပေါင်း4ချိန်လို့သူကတော့အကြံပြုထားတာရှိပါတယ်။ အဲ့ hepatitis B တမျိုးနဲ့ထိုးလို့ရတယ်လို့နှစ်မျိုးပေါင်းပြီးတော့ hepatitis A ကိုလည်းပဲကာဝယ်ဆေးထိုးလို့ရတဲ့အတွက်ကြောင့် combine ထိုးလိုက်မယ်ဆိုရင်လည်းပဲရတယ်မှာ train risk ဆိုရဲဟာနှစ်မျိုးပေါင်းရှိတယ်သူလည်းပဲဆက်မလို့သူရဲ့ standard ဒီ schedule ရပါတော့ dose မှာ016ဆိုပြီးခါကြတော့လိုအပ်လို့ရှိရင်ထိုးလို့ရပါတယ်အဲ2025ခုနှစ် March လတုန်းကဒီကျွန်တော်တို့ငလင်လှုပ်သွားပြီးနောက်ပိုင်းမှာဒါကျွန်တော်ပို့ချခဲ့တဲ့လက်ဆက် series ဖြစ်တဲ့အတွက်ကြောင့်ဒါလုံးရဲ့ဒီ6လလောက်က အဲတင်ထားတဲ့လိုက်ချားတွေမှာတော့ဒီမှာဆရာမထည့်ပြောသွားတာက hepatitis B vaccine ဆိုလို့ရှိရင်မွေးစားကနေပြီးတော့ဒီသူ့ရဲ့အသက်သတ်မှတ်ချက်ပေါ့နော်တစ်နှစ်ခွဲဒီကိုသုံးချိန်ပြည့်အောင်ထိုးရမယ်လို့ပြောထားတယ်ဆိုတော့ဒါကတော့ဘာမပါဘူးလေဆိုတော့ခါကြတော့ bad dose နဲ့တွဲပြီးတော့ခါကြတော့အဲပြောပြထားတဲ့ဟာမပါဘူးပေါ့နော်တကယ်ကတော့အလုံးမအောင်စုစုပေါင်းဆိုလို့ရှိရင်မွေးမွေးပြပြချင်း24နာရီတွင်မှထိုးရတဲ့ပေါင်းလိုက်မယ်ဆိုလို့ရှိရင်အလုံးမအောင်၄ချိန်ဖြစ်သွားမယ်ပေါ့နော်ဆိုတော့ဒါကတော့ကျွန်တော်မှတ်ရင်ဖြစ်ပါတယ် အဲ့တော့ဒါကတော့ဒီ August လကြောင်မှာ update ထပ်ပြီးတော့ဒါ CDC ကနေပဲထုတ်ပြန်ထားတဲ့ဒီ vaccine schedule ဖြစ်တယ်မပြောင်းဘောเนาะ first dose second dose third dose ကိုကျွန်မတို့ဒီမှာ session လာဒီပေါ့เนาะဒီကြားထဲမှာဒီအဲတက်မှတ်ထားတဲ့ရက်မှာဖြစ်စီဒါမှမဟုတ်လို့ရှင်တစ်ခါလေးချရင်မမီလိုက်တဲ့လူတွေရှိတယ်အဲ့ဒါဆိုလို့ရှင်လည်းပဲမီတဲ့အချိန်မှာဒီကလေးဒီအတက်တစ်နှစ်ခွဲမတိုင်ဘူးပေါ့เนาะပြည်အောင်ထိုးထားမယ်ဆိုလို့ရှင်ရပါတယ်လို့ပြောပါတယ် လူကြီးကြတော့ကျွန်တော်အောက်ဆုံးမှာ hepatitis B ရှိတယ်။သူကကြတော့အသက်16နှစ်ပေါ့နော်။19နှစ်နောက်ပိုင်းအသက်ဒီ50 60လောက်ထိကိုအခြေအနေပေါ်မူတည်ပြီးတော့လိုအပ်လို့ရှင်ထိုးပေးဖို့အဲထိုးပေးလို့ရတယ်။နှစ်ခါ၊သုံးခါ၊လေးခါထိုးလို့ရတယ်။အဲ့တော့အဲ့ခါမှာကျွန်တော်ကဗာဒရီထားမှလည်းဆိုတော့သူ့မှာကူးစက်နိုင်တဲ့အန္တရာယ်မျိုးရှိနေလား။ရှိနေတယ်ဆိုလို့ရှင်တော့အရင်ကလေးဘဝတော့ထိုးခဲ့တဲ့ဟာမျိုးဒီပြင့်ပြင့်ပြင့်မိထားတာမျိုးရှိတယ်ဆိုလို့ရှင်တော့အခုလူကြီးဘဝမှာလည်းပဲဝင်ဖို့ကူးစက်လာ လာနိုင်စီအလားလာရှိရဆိုလို့ရှင်ထိုးပေးရမှာဖြစ်တယ်ဒီမှာအဝါကတော့ဒါကဒီအကြံပြုထားတာပေါ့နော်ဒီဘက်ကဒီပန်ခရမ်းရောင်ကကြတော့လိုအပ်မှာထိုးပေါ့နော်သူမှတခြားယောဂရှိလားဗာညာဆရာဝန်အကြံပြုထားတာရှိမယ်ဆိုလို့ရှင်တီးတန့်ထပ်ပြီးတော့ပြောတာရှိမယ်ဆိုလို့ရှင်တော့အသက်ကြီးတဲ့ချိန်မှာထိုးဖို့အတွက်အကြံပြုပါတယ် ဒါကြတော့တဲအောင်တော်ကပြီးပို့ရှိထားပြီးသားအမျိုးသမီးပေါ့နော်အဲသူအမေကနေပြီးမွေးတယ်ကလေးဆိုလို့ရှိရင်တို့ရမယ် schedule ကိုပြောပြထားတာပါအဲ့တော့ဒီမှာဆိုလို့ရှိရင် 3do series ရှိတယ် 4do combination series ရှိတယ်ပေါ့နော်အဲ့တော့တခြားဆိုစမှာတော့5မျိုးဆက်တူ6မျိုးဆက်တူကာဝယ်ဆေးနဲ့တွဲပြီးတော့ထိုးမယ်ဆိုလို့ရှိရင်လည်းပဲ hepatitis view ဒါမျိုးစမှာထိုးရဲပေါ့နော် schedule ကတော့သူကဒီအမေက positive ပေါ့နော် hepatitis အဲ့ဒီတဲအောင်တော်ကပြီးပို့ရှိထားတဲ့အတွက်ကြောင့်မလို့ထိုးရတဲ့ schedule မျိုးဖြစ်သွားမယ်24နာရီပြန်မှာတော့ထိုးရထိုးရတဲ့ဟာကိုဘာပို့လား ါလဲဆိုလို့ရှိရင်အဲ့ဒီကလေးတွေကကြတော့ hepatitis B immune immune ဘယ်လိုပြောလဲပေါ့နော်ပရိုတင်းမှာတွဲပြီးတော့ကကြတော့ထိုးဝေးရမှာဖြစ်ပါတယ်ကျန်တာတွေကတော့ပုံမှန်ပဲပေါ့နော်ဆိုတော့ဒါလေးကတော့ကျွန်မတို့ကဒီကာဝယ်ဆေးထိုးတဲ့ပုံစံကိုဘယ်လိုမျိုးကျွန်မတို့အနေထားနေလဲ schedule လုပ်တယ်ဆိုတာပြောပြထားတာဖြစ်ပါတယ်ဒီမှာအဓိကပြချင်တာကတော့အတရားတော်ဘီဘိုးစီဘိုးနှစ်ခုစကားဒီရှင်လိုက်တဲ့ခါမှာဆိုလို့ရှိရင်ကုဆတ်မှု နေထားကဘယ်ပုံစံအနေကူးဆက်တယ်လဲဆိုတာကိုကိုယ်ပဲပြသဖို့အတွက်ကျွန်မပြပြထားတာဖြစ်ပါတယ်ဒါလေးထည့်ထားတာဖြစ်ပါတယ်အဲ့တော့ဒီမှာအဓိကတော့ကျွန်တော်တို့နှစ်ခုစလုံးတူတာကတော့ blood and body fluid content ပေါ့နော်အဲတွေးရတဲ့စင်ကူတဲ့တခါကျွန်တော်ခန္ဓာကိုယ်အတွက်တွေအရေးတွေပေါ့နော်ကိုယ်တွင်အရေးအဲ့ဒီအရာတစ်စင်ကျွန်တော်တို့ကူးဆက်တယ်ဒါပေမဲ့ကျွန်တော်တို့တရေတို့နောက်တခြားသောချောင်းဆိုးတာပါညာတစ်စင်ထွက်လာတဲ့ဒီအမုံမွားပေါ့နော်အဲနှစ်ချီပါဆိုင်ဒါမျိုးတွေကြတော့အကူရတာညာပါတယ်နောက်တစ်ခါကျွန်တော်တို့ close person နဲ့ contact လုပ်ပါတယ်လူ တူတူနေရပါတော့เนาะအဲတိန်ထဲမှာနေတာနောက်တစ်ခါကျတက်မီရဲ့မှာတူနေရစတဲ့ပဲအဲ့လိုမျိုးထိတွေ့နီးကတဲ့တိတွေ့မှုမျိုးရှိတာရဲ့ရှိတဲ့အခါမှာဆိုလို့ရှင်တော့အတဲအောင်သွားပြီးဘိုးကတော့ကုဆက်ပြီးတော့စီဘိုးကတော့ဆီမှာကုဆက်နေနေပါတယ်စီအာဒီကဘယ်ကကုလဲဆိုလို့ရှင်ဆီမှာတွေးရတစင်ကုတာပေါ့နော်တွေးတွင်းရင်းနဲ့ကုရဲတခြားသောဆီမှာတို့ကဒီတွေးထွက်တန်ယူဖြစ်စီတဲ့အဲခွဲစိတ်ကုတာဟိုဒီနောက်ပိုင်းငါနောက်ပိုင်းကတော့ဆီမှာဒီတက်တူးထိုးတာရီခစ်စားလာတော့ခါကျတော့တက်တူးထိုးခြင်းရတစင်ပေါ့နော်အအမတန်တာတွေသုံးမိတယ်ဆိုလို့ရှင်လည်းပဲဒါဖြစ်တတ်တယ်ပေါ့နော်ဒါတွေကတော့ဆီမှာတို့ကစီဘိုးအဓိကကုဆက်ခံရတယ် တည်းရဲ့အနည်းလမ်းတွေပေါ့နော် mode of transmission ကိုကျွန်တော်တို့ပြောပြအစဉ်ဖြစ်ပါတယ် ဘီဘောစီဘောကိုကျွန်မတို့အခုလိုမျိုးဘေဂျင်းရှင်လိုက်မယ်ဆိုလို့ရှိရင်တော့စီဘောကတော့ size အပြည့်ပို့ပြီးတော့ကြီးတယ်။နောက်သူ့မှာ E1 နဲ့ E2 ဆိုပြီးခါကြတော့ envelope protein ပေါ့နော် viral envelope envelope ဆိုတော့ကျွန်မတို့ဒီအဲ virus ကိုဒီပတ်ထားတဲ့ပစ္စည်းကိုပဲပြောချင်တာပေါ့။သူ့မှာအမှတ်သားအပြည့်နှစ်ခုပါတယ်။အထက်ထဲမှာကျွန်တော်တို့ RNA တပင်နဲ့ RNA ပါတယ်။နောက်ထဲမှာ core ပါတယ်ပေါ့နော်။ hepatitis B ကကြတော့သူ့ရဲ့ antigen surface antigen ကိုပဲကျွန်မတို့အသေးကြီး alert ဆိုတာကြတော့၃မျိုးခွဲခြားပြီးတော့လေ့လာလို့ရတယ်။သူကကြတော့နှစ်ပင်လေး DNA ဖြစ် တယ်ကောပါတယ်ပြီးတော့ဒီမှာ enzyme ပါတယ်ပေါ့နော်ဒါကတော့ကျွန်မတို့က Venus C နဲ့ရဲ့ဒါ quasi acid လေးကိုဒီမှာအကျန်းအဖြစ်အခြေအကျန်းအဖြစ်ဆိုတာအခြေအားဖြစ်ကျွန်တော်တို့ဂျုံကုန်ပြီးတော့ဟာကြလေ့လာလို့ရတယ် B ပိုးမှာကျွန်တော်တို့ကာဝယ်ဆေးထုတ်လုပ်လို့ရပြီးဟာကြ C ပိုးကျတော့ကာဝယ်ဆေးထုတ်လုပ်လို့မရပါဘူးဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့ RNA ဆိုရှင် mutation တအားဖြစ်တယ်ပေါ့နော်အဲညံ့တယ်ညံ့တယ်တအားဖြစ်တယ်ဆိုရဲဟာသူကညံ့တာကိုပြောနေတာပေါ့နော် rapidly mutating ပေါ့ နောက်သူရဲ့ဒီ virus ဂျင်တို့တိုက်ပြရလဲမျိုးဝဲတွေတိုက်ပြစက်ပိုက်တွေကအများကြီးပဲဖြစ်တဲ့အတွက်ကြောင့်မို့လို့ဆမာကဝဲကြီးထုတ်လုပ်ပြရင်အခုချိန်လေးကိုခက်ခဲနေသေးတယ်ထုတ်လုပ်နေတဲ့အနေအထားတွေရောရှိရဆိုပေမဲ့လည်းပဲဆမာတို့ phase 1အဲ့လောက်တွေပဲရှိသေးပြီးခါကျတော့2 3ရောအဆင့်တွေဆမာတို့မရောက်သေးတဲ့အနေအထားတွေရောရှိရပေါ့ဒါကြောင့်မို့ဆမာတို့ပိုးခုဆက်လာပြီဆိုလို့ရှိရင်တော့ဒါကကဝဲကြီးကလည်းပဲမရှိသေးတဲ့အတွက်ကြောင့်ဒေသတစ်ချက်မှမကုဖို့တော့လိုတယ်ပေါ့ဒါပေမဲ့ကုလို့ရလားဆိုတော့ဟို ပြောင်းတော့ခုလို့ရရပေါ့နော်။သူကဗီဘိုးထဲဆောင်လို့ရှင်ကြတော့စီဘူးကပုံပြီးကုဆက်ကုကုတာလို့ရှင်ပြောက်ခွေရတဲ့ကကျတော့ရာခိုင်နဲ့ပို့ပြီးတော့ညားတယ်။တကယ်လည်းပဲပျောက်ကြရပေါ့နော်။ဗီဘိုးကတော့ကျွန်တော်တို့အကြာကြီးသွားထိန်းထားလို့ရရဲစေးနဲ့ထိန်းထားလို့ရရပေါ့နော်။အများအပြားအရှင်းကုသားဖို့ပျောက်တယ်ဆိုတာတဲ့ခနာကိုကနေကုကန်စနစ်ကောင်းလို့လုပ်တဲ့နေသားမျိုးတွေကိုပို့ပြီးတော့တွေ့ရရပေါ့နော်။ ဒါကတော့ကျွန်တော်တို့အဓိကကွာခြားချက်ပေါ့နော် hepatitis B နဲ့ C နဲ့ဒီစားဒါလေးက main အချက်လေးကိုတော့ပြောပြရတာတဲ့ဟာလေးပေါ့ဒီမှာကျွန်တော်တို့ကာဝေးစီအားဖြင့် hepatitis B က3ခါဒါ6လကြာပေါ့နော်ဒီ3ခါထုတ်မယ်ဆိုရင်ဒါကလူကြီးတွေအတွက်ပေါ့နော်ထုတ်လို့ရတယ် hepatitis C ကကြာတော့အဲကာဝေးစီမရှိပါဘူးအဲတော့ hepatitis B အတွက်ဆိုလို့ရှိရင်ကြာတော့ခုနပြောလို့ကျွန်တော်တို့ chronic infection ပေါ့နော်ဒါဒါရှိအတွက်ဆိုရှင် antiviral စေးတွေပေးလို့ရတယ်ဒါပေမဲ့ C ကကြာတော့ cure rate က more than 95%ပေါ့နော်ဖြစ်တယ်ဆိုလို့ရှိရင်လည်းကုပြောင်းပြောင်းအောင်ကျွန်တော်ကုလို့ရတယ်ပေါ့နော်ဒီ ဒီ any barrel ကို direct adding လုပ်တယ်ဒီ sale တွေရှိရတဲ့ကြောင့်ကျွန်တော်တို့ဒါကတော့ပို့ပြီးတော့ကူးဆက်တယ်ဆိုလို့ရှင်တော့ကောင်းကျိုးရှိတယ်သို့တော်ညာလည်းခုနကပြောသလိုကာဝယ်ဈေးကတော့လောလောဆယ်အထိကိုမထွက်လာသေးတဲ့အနေအထားရှိပါတယ်